ခေတ္တ YouTube channel တွေကပြန်လာကြိုးစားပါရစေเนาะနေပါလေပြောချင်လဲဆိုတော့เนาะမေးလဲမေးပြောလဲပြောသုံးလဲသုံးသပ်ခိုင်းကြလို့ပါเนาะကျွန်တော်သုံးသပ်ပြီးမှဆိုတာမိတိလာတိုးဂိတ်မှာဖြစ်တဲ့ပြဿနာပါเนาะကြတော့တပုတ်လဲဖွင့်ပြပြီးမှတပုတ်လဲဖွင့်ပြပြီးမှဆိုတာကเนาะသုံးသပ်ထားတဲ့အကျော်မျိုးမျိုးသုံးသပ်ထားတဲ့အားလေးလဲဖွင့်ပြပြီးမှဒါမဲ့အဲ့ဒါကြီးမဖွင့်ပြသေးခင်မှာကျွန်တော်တို့ နော်ဖြစ်တဲ့အရာလေးကိုကျွန်တော်ပြပြပေးပါမယ်နော်ကျွန်တော်လိုက်နာကျင့်သုံးခဲ့တဲ့လူကြီးဆိုတဲ့အရာပေါ့နော်လူကြီးကျွန်တော် site ထဲမှာကျင့်သုံးတဲ့ဥပဒေသားလေးကိုကျွန်တော်ပြပြပေးမှာပေါ့ဗျာနော်အကြောကျွန်တော်နော်ပရမသောဥပဒေအူအူကျွန်တော်လည်းစီကံနေဥပဒေထုတ်ရပါဘောနော်ကျွန်တော် site ထဲမှာဆိုပြီးကိုယ် site ကိုစီကံကိုယ်ဥပဒေပေါ့ဗျာဒါတော့ချမှတ်တာကိုယ်စီကံပေါ့နော်ဥပဒေတော့မဟုတ်ပါဘူးကိုယ် site rule လေးတွေတော့ချမှတ်ရတာပေါ့စီမင်းစီကံလေးတွေနော်အဲ့ဒီစီမင်းစီကံကိုကျွန်တော်တို့က ကျွန်တော်ကိုယ်တိုင်လည်းလိုက်နာရတယ်ပဲနော်ကျွန်တော်တို့ site ထဲမှာနော်9ရက်တိုးဆိုတော့ ਨੇ အကုန်လုံးအရောက်နော်9ရက်15မိနစ်ဆိုတော့ ਨੇ အလုံးအကုန်လုံးစတမ်းပိုင်ဖြစ်နေရမှာနော်စနစ်နားမယ်တစ်ချက်ဆိုပြောင်းဝင်ရမယ်နော်9ရက်ဆိုသိမ့်မယ်ပေါ့နော်အဲ့မှာမှာ OD ဘာညာထပ်ပြီးတော့ရှိတာရှိတယ်ကြောက်ကျွန်တော်တို့ကမနက်ခင်း9ရက်ရောက်မယ်လို့ကျွန်တော်ကအမိန်ထုတ်လိုက်ပြီးဆိုတော့ ਨੇ ကျွန်တော်ကိုယ်တိုင်လည်းအဲ့မိန်ကိုနာခံတယ် စနစ်ထုံးမှာထမင်းသားနားမယ်ဆိုကျွန်တော်လည်းစနစ်ထုံးမှာထမင်းသားနားမယ်။ဘာလို့လဲဒီတစ်ဆိုင်လုံးကိုကနော်ကျွန်တော်တို့ကမားတထောင်သားတွေပြကျွန်တော်တို့ကနော်အလုပ်သမားပေါင်း150ရှိရပြအင်ဂျင်နီယာ6ယောက်ရှိရပြစူပါဗိုက်ဇာ4ယောက်ရှိရပြဒီလိုဖွဲ့စည်းတည်ဆောက်ထားတဲ့ group တွေမှာကိုကဟာငါဒီမှာအကြီးဆုံးကငါ project engineer ငါလှုပ်ချင်တာလုပ်မကြိုက်တာလုပ်မယ်ဆိုရင်နော်လူငယ်လူငယ်တွေကကိုကိုကြည့်ပြီးတော့အတူယူအတူယူတွေမှာသွားနိုင်တယ်အဲ့ဒီအကြောင်းကျွန်တော်တို့ ခုနိုင်ဒေါင်းဆိုရောက်မယ်ဆိုခုနိုင်15မိနစ်ဒါမှမဟုတ်လျှောက်ခွဲတွေကကျွန်တော် site ထဲမှာရောက်ပြီးလက်ပတ်ကြည့်ရှုတဲ့အတွက်ကျွန်တော်နောက်က engineer တွေနော် supervisor တွေအစသူတို့တွေလည်း automatic ရောက်တယ်။ဟောငါတို့ရဲ့ PE တော့မှအစောကြီးရောက်နေပြီငါတို့ကဘာလို့မရောက်ရမှာအောင်ဆိုအလုပ်သမားတွေဆိုလည်းခုနိုင်ဘူးသေးအကုန်လုံးနော် assembly ကွင်းမှာအကုန်လုံးရောက်နေနော်အကြတော့ဒီဟာကိုထုတ်ထားတဲ့စီမင်းစီကံဆိုပြီးတော့ကိုအကုန်လိုက်နာမယ် နော် site ထဲမှာဗျာကျွန်တော် site အဝင်ဝမှာရေးလိုက်ပြီးငါတို့ဘလို့ဘလို့စီကန်ချက် save rule ရေးပေးပါပဲပြီးအဲ့ဒီရဲ့ထုတ်လိုက်တဲ့ rule ကိုအကုန်လုံးတစ် site လုံးကနားလေရနားလေရမှာ sorry အဲ့ဒီ rule အောက်မှာပဲရှိရမှာဘယ်ကောင်းမှကြော်လို့မရအောင်နော်အဲ့ကြတော့ကျွန်တော်အပြင်ဘက်ကိုပြန်လာဥပဒေထက်မှာဘယ်သူမှမရှိရဆိုတဲ့ဟာမျိုးတို့ပေါ့နော်နော်ဥပဒေထက်မှာရှိရလို့လည်းရှိမှာမသိဘူးကျွန်တော်တို့ကတော့ကျွန်တော် site ကိုပြောကျွန်တော်တို့ site မှာစီမင်းစီကန်ရဲ့အထက်မှာကျွန်တော်တို့လည်းနေလို့မရအောင် ငါပီကြီးကဒီမှာအကြီးဆုံးဆိုမဲ့အဲ့ဒီစီမံစည်းကမ်းကိုကိုရံလဲနိုင်လာတယ်လိုက်နာတော့မှနောက်လူငယ်နောက်လူငယ်တွေနောက်အင်ဂျင်နီယာအင်ဂျင်နီယာအငယ်လေးတွေဟာဒီငါတို့စီမံစည်းကမ်းဆိုတော့ငါတို့လည်းပြန်လိုက်နာပါလားစေဗရီရူးတွေငါတို့လည်းလိုက်နာပါလားအဲ့စေဗရီဘိုင်းဆိုတာကျွန်တော်အောက်မှာရှိရတာကျွန်တော်ပြောတာနဲ့သူလိုက်လုပ်ပြရတာဒါပေမဲ့သူ့ရဲ့ရူးကိုကျွန်တော်ကျွန်တော်ကိုယ်တိုင်ပြန်လိုက်နာပြရတယ်ဘာလို့ဆိုသူ့ကိုကိုလေးသားမှသူ့ရူးလဲတက်မယ်သိကြည့်ပါစေဗရီကို ငါ project ရင်းနေကွာမင်းဘာဖြစ်တယ်ညာဖြစ်တယ်အကုန်ပယ်ဖက်လိုက်ဆိုလို့ချင်းမရဘူးလို့ဆိုအာနာသုံးပြီးတော့လုံးလို့တော့ရတယ်။ဘာလို့ဆိုကျွန်တော်ဒီမှာ project တခုလုံးထိနေ engineer ဖြစ်တဲ့အတွက်တချို့ဟာပယ်ဖက်လို့ရငါစောက်ဘူးမဆိုင်ဘူးကွာဆိုရဲဟာမျိုးလုံးလို့ရဒါပေမဲ့အဲ့ဒီလိုလုံးလိုက်ခြင်းအပြင်သူလည်းတိတ်ခါကြတယ်ဟာဒီကောင်ဟာလူဟိုစီကင်းစီကန်းနေလည်းမလိုက်နာဘူးတော့သူ့ကိုသူအကြီးဆုံးဖြစ်တယ်ဆိုပြီးတော့အဲ့ဒါမျိုးနဲ့ကိုယ်လည်းရောပြီးတိတ်ခါကြတယ်နောက် engineer ကြီးပါဟာငါတို့စီကင်းစီကန်းနေဆိုတာ နော်ကိုပသက်တဲ့ကြီးကထုတ်ထုတ်ပြီးကိုကိုတိုင်ရှိုးပေါက်လို့ရတယ်ဆိုရအတွေ့အမှုဝင်သွားမှကြောက်တဲ့အတွက်ကျွန်တော်ကဘယ်တော့မှမရှိုးပေါက်ကိုထုတ်ထားတဲ့စီကံကိုကိုကိုတိုင်လိုက်နာအများလဲလိုက်နာအောင်ကိုကဆံပြဖြစ်အောင်လုပ်ရတယ်နော်ဒါကကျွန်တော် site တွေကဟာနဲ့ရှင်းပြတာတို့အကြတော့မိတ်ထီလာဖြစ်စဉ်လေးကိုပြန်သွားမယ်ခင်ဗျားတို့တွေဗီဒီယိုဖိုင်ကြည့်ပြီးပြီနော်အပီဒီယိုဖိုင်တော့မဖွင့်ပြတော့ဘူး နော်အကြတော့မဖွင့်ပြတော့ဘူးဆိုတာအဲ့အကန့်လေးကိုပဲပြောမှာနော်သူကသူနောက်ပိုင်းကသူ Facebook ပေါ်မှာ Social ပေါ်မှာတင်တဲ့အကန့်နေအကန့်နေကတပိုင်းတန်းတန်းထားလိုက်ကျတော့ဒီမှာဖြစ်သွားတဲ့အရာလေးကိုပဲပြောတာစစ်စေးတယ်နော် on duty on duty ဆိုလို့ရှင်နော်မင်းလဲ on duty ငါလဲ on duty ဟဲ့ဆိုလို့ချင်းသူချမှတ်ထားတဲ့စီမင်းစီကံတိုင်းတော့လိုက်နာရမယ်ဆိုတာဒါရှင်းချင်းလေးပဲနော်မလိုက်နာဘဲနဲ့ငါပါကွာညာပါကွာဆိုတော့ မာမာနာဤထားပြီးတော့အဲ့ဒါမျိုးဆိုရင်ခင်ဗျာအလွဲအမားတွေဖြစ်သွားနိုင်တာအများကြီးပဲလေခင်ဗျားတို့လည်းကြည်ပြီးဆိုတော့နော်ဘသူအမားနဲ့ဘသူမန်နေရတော့သုံးဖြတ်လို့ရတယ်ဘာလို့လဲဆိုတော့အဲ့ဒီ DP အပေါ်မှာတော့တအားကြီးရိုင်းတယ်တအားကြီးဆဲစုမှရိုင်းတော့မန်နေတာအတက်တယ်ဒါကတော့မြင်ပြီးသားအဲ့ဒီအတွက်ကြတော့အဆင်မပြေဘူးနော်အကြတော့ ဝန်ကျူတီဝန်ကျူတီဆိုမဲ့ကျွန်တော်လုံးဝဖြည့်ရနော်တခုလုံးဝပြောနှစ်သက်တအစားဖြစ်ပြီးတော့မှနော်ကျွန်တော်မှနော်144တွေပါတယ်ကာဖူးတွေပါတယ်ထုတ်လိုက်တဲ့အချိန်မှာည10နာရီမှာကျွန်တော်တို့မြို့မှာအဲ့ဒါပြဿနာတက်တာတခုနော်လုံးဝလက်ရှိအားပြောပြမယ်အဲ့တော့ကျတော့ကျွန်တော်တို့ချိန်မှာဘာလို့ဆိုတော့နော်ဟိုစစ်သားတွေနော်10နာရီနောက်ပိုင်းဆိုလို့ချင်းစစ်သားတွေအမှကျွန်တော်နော်အမှလမ်းနေလမ်းနေမှာအဲ့လိုသူတို့ အဝင်ထွက်တွေစစ်ဆေးတာပဲရှိတယ်နော်စစ်ဆေးတာရှိတယ်အဲ့ဒါမှ on duty ပေါ့ဗျာသူပြောတဲ့စကားဆို on duty on duty မှန်တယ်နော် on duty သူတို့တာဝန်ထမ်းဆောင်ပြီးဒီမျိုးလုံခြုံရေးအတွက်ဆိုအဝင်ထွက်တွေကိုစစ်ဆေးနေတဲ့အချိန်မှာဆိုင်ငယ်တည်းကမောင်းချလာရက်ရက်ရက်ဆိုတာမရက်ဘူးနော်အချိန်ပါသွားသူကရက်လိုက်တယ်ရက်လိုက်တဲ့အချိန်မှာသူကနည်းနည်းမူးနေရတာအဲ့လူကမူးနေမူးနေတဲ့အချိန်မှာ သူဖိုင်ငယ်ကြော်ရက်လိုက်တော့ရက်လိုက်တော့မင်းပါလို့ကြော်ရက်တော့ဘာညာကူငေါတားနဲ့မြူလားလို့စစ်သားရမေးတယ်ပြောတယ်အကြတော့ဟိုကောင်ကဘာဖြစ်တယ်ဆိုတော့ဆိုင်ငယ်ရက်ပြီးတော့မူးမူးနဲ့သူကဘာပြောလဲဆိုတော့နော်ငါကားတဲ့ဟဲ့အောင်ဘူးတဲ့နော်ငါဘူးတဲ့နော်ငါဘူးတဲ့ သူကဘယ်တက်ကားဝကငါဘူသူပြောပြောတာအဲ့နဲမင်းကမင်းဘူဖြစ်ဖြစ်မဖြစ်ဖြစ်မင်းယူနီဖောင်းမဝတ်ထားဘူးမင်းယူနီဖောင်းမဝတ်ထားဘူးနောက်ပြီးတော့မင်းမူးနေတယ်ဟိုကလူကပြောတာမာမရအောင်မင်းဘာဖြစ်တဲ့ညာဖြစ်တဲ့နဲ့ပြောလဲပြောဝိုင်းရိုက်ရှာပြီပိုင်နာရိုက်ဝေါ်ဝိုင်းကျိတ်လိုက်ပေါ့ဝိုင်းကျိတ်လဲကျိတ်ပြီးတော့အမချက်ချင်းအဲ့ဒီသူတက်နေပေါ့နော်သူတက်တက်အဲ့မှာတက်ကိုသူဖုံးဆက်ပဲအမသူတို့တက်ရင်မှုဆိုရလူကလာခေါ်သွားရတယ် လာခေါ်ရဲဆိုတာလဲတောင်းတောင်းမှမလာခေါ်တာဟိုဟာကအွန်ဂျူတီတာဝန်ထမ်းဆောင်နေတာဒီမျိုးရဲ့လုံခြုံရေးကိုသူတို့တာဝန်ထမ်းဆောင်နေတဲ့အချိန်မှာ သူကအွန်ဂျူတီသာပြောတာငါဘိုးကွာဘာညာသာပြောတာသူကရိုးရိုးအရွယ်နောက်ပြီးအရက်မူးနေတယ်အမကျွန်တော်ပြောတာကနော်ဒါတာခင်ဗျားကိုရှင်းထိုးပြဖို့ပြောတာများပြီးအဲ sorry မိတ်တီလာမှာဖြစ်တဲ့ဟာကိုရှင်းထိုးတော့ဖို့ပြောတာဘသူကပို့ပြီးတော့အာနာပါဝါပို့ကြည့်တော့ဘသူကရှိုးဖောက်တော့ဒီဟာအဲ့ကြီးကကွဲကွဲပြားဖြစ်သွားပြီးတော့ အဲမိတ်လီလာဂိမ်းမှာလဲဒီအဲ့ဒီဟာလေးကိုပဲပြောနော်နောက်ပိုင်းအဲ့မှာသူကသူအဲဂိတ်ကတယောက်ကပေါ့နော်ပြည်သူစစ်ဆိုတဲ့တယောက်ကသူကသူ Facebook မှာရေးတင်တာရေးမတင်တာရေးအရာရေးတပိုင်းအရာရေးကျွန်တော်တို့လက်စိတ်ဝင်သွားဘူးဒါကတော့အဲ့ဒါသူ့ရဲ့ကိုယ်ပိုင်ခံစားချက်ကိုယ်ပိုင်ဟိုတန်းအရင်တင်တာဖြစ်တဲ့အတွက်အဲ့ဒီဟာရေးသွားပြီးပြောလို့မရဘူးနော်အဲ့ဒီဟာတွေကြောင့်လဲသူကသူသူထိုက်တဲ့နေဟာသူကသူသွားနေတယ်အဲ့ဒီဟာထားလိုက်ကျတော့ဖြစ်တဲ့အလေးရောက်မှာကျတော့ခင်ဗျားတို့ဒီမှာသုံးသပ်လို့ရပါပြီခင်ဗျားတို့ကျတော့ ဒီမှာမှန်ရှာမောင်းအောင်မယ်သူရှောက်ရှောင်းတယ်ဘယ်ကောင်ကြီးဖြစ်ဖြစ်မမီဒီလာတော့မသိဘူးလေဂိတ်ကြီးတွေအမြန်လမ်းမပေးရမယ်ပေးရမယ်ဆိုလန်ဒရာအဲ့ဒီမှာနော်လန်ဦးသီးဌာနလားသောက်လို့ဝင်ကြီးလားသူကိုယ်တိုင်ကားကပေးတာကျွန်တော်တွေ့ဘူးလားမသိဘူးသူက for show ပဲဖြစ်ဖြစ် for show ပဲဖြစ်ဖြစ်အဲ့ဒီဟာလေးကျွန်တော်သဘောကျတယ်နော်ကြတော့မိမိလည်း ဘာကောင်းပြီပြဗျာနော်ဥပဒေအထက်မှာဘာမှမရှိသေးရဆိုတဲ့အရာနော်တကယ်တည်တမ်းမှုအကောင်းတယ်ဗျအဲ့ရမဟုတ်ဘူးလေဆိုချက်စရာကြီးဗျနော်အခုကျွန်တော်ပြောရငွေရလက်နဲ့အာဏာရငွေရလက်နဲ့အာဏာဒီသုံးမျိုးကထိမိရင်လူသားဆန်မှာလူသားမဆန်ရင်မရဘူးမရဘူးမရဘူးတောက်လျှောက်ပြောနေရတဲ့အခါကျွန်တော်ပြောရမှတ်ပြီလားလူသားဆန်တဲ့လူတွေကြိုင်မပြူမဆိုတာဒါတော့ငွေရလက်နဲ့အာဏာရဒီသုံးမျိုးကိုကြိုင်မယ်ဆိုလူသားဆန်တဲ့လူတွေကြိုင်ကြပါလို့ပဲကျွန်တော်ပြောချင်တယ် ။နောက်အကြောတော့ဒီမှာအဲ့ဒီဖြစ်စဉ်လေးကိုကြော်မျိုးမင်းသုံးသပ်ထားတာလေတစ်ချက်နားထောင်ကြည့်လိုက်။နောက်ဗီဒီယိုဖန်ရှိလိုက်ရင်ကြမ်းမြင်သိပြီပေါ့နော်။ဆိုတော့မိတ်လာတိုးကိတ်မှာဗျာပွင့်လည်းပြောရအောင်ဖြစ်စဉ်ကတော့ဘယ်နေ့ကဖြစ်တာလဲဆိုတော့မိတ်လာတိုးကိတ်မှာပြီးခဲ့တဲ့အာတဲ့တော့73ရက်နေရပေါ့နော်73ရက်နေကအဲ73ရက်နေတော့မဟုတ်ဘူးဗျာဒီကောင်ကဖြစ်စဉ်တွေကတော့နည်းနည်းတော့ရောထွေးပေါ့နော်ရောထွေးတယ်အဲ့တော့ကျွန်တော်ဒီကောင်ရဲ့ဗီဒီယိုဖိုင်ထဲမှာပါတဲ့ရက်ကိုတော့မသိဘူးဒါပေမဲ့ရက်ကတော့မှန်ရခဲ့တယ်ပေါ့နော်ဒါပေမဲ့အဲ73ရက်နေမှာ တင်းတလူလူ15ရက်တင်းတလူပေါ့ဒီမှာတော့15ရက်ပေါ်ဖြစ်ပုံရပါတယ်ဖန်ခံရဖြစ်စဉ်ကြောင့်ဆိုတော့နော်ဆိုတော့ဒါပေါ့တော့လူရင်းပြောရရင်တော့ဒီမိဒီလာအဲဂိတ်ပေါ့နော်တိုးဂိတ်မှာအဝင်မိဒီလာအဝင်ပေါ့ရန်ကုန်မိဒီလာမြို့နဲ့ရန်မြို့အောင်ရက်ကွက်မှာနေတဲ့ဇော်ယူထွန်းဇော်ယူထွန်းဆိုတဲ့ပုဂ္ဂိုလ်ကိုမေလ15ရက်နေ့တရားကြိုချင်းကစစ်တပ်ကနေသွားဖမ်းလိုက်စစ်တပ်ကသွားဖမ်းလိုက်တယ်တဲ့သူကဘာလို့လဲဆိုတော့နိုင်ငံတော်တည်ငြိမ်အကြမ်းကြီးပြပြစီမှုလူမှုကွန်ရက်စာမျက်နှာပေါ်လှုပ်ဆော်ဝါဒပြန်ကြီးလုပ်တဲ့အတွက်သူဖမ်းပါတယ်ဆိုပြီးတော့ဒါသူကပြတယ်အဲ့တော့သူက ဇော်ကျုထွန်းဆိုတဲ့ပုဂ္ဂိုလ်ကသူ့ရဲ့ Facebook မှာမေးလာ73ရက်နေ့ကရေးတာရှိတယ်။နောက်တော့စစ်မှုထမ်းကိစ္စတွေနဲ့သူမကျင်းတဲ့ထက်ရေးတယ်။စသဖြင့်ပေါ့ဗျာ။သူ့ရဲ့ဒီမကျင်းတဲ့ချက်လေးတွေသူမကြိုက်တဲ့ချက်လေးတွေသူထုတ်ရေးတယ်။အဲထုတ်ရေးတယ်နော်လူသားတို့ငွေကောက်တဲ့ကိစ္စတိုင်းထုတ်ရေးတယ်။အဲ့လိုရေးတာလည်းရှိတယ်။အဲ့ဒါကြောင့်မလို့မေးလာ75ရက်မှာသူ့ဖမ်းပါတယ်လို့အဲဖမ်းပါတယ်လို့ပြောတယ်ပေါ့ဗျာနော်။ဆိုတော့75ရက်နေ့မှာဘာဖြစ်ခဲ့သေးလဲဆိုတော့75ရက်လို့တော့ယူဆပါတယ်ပေါ့။75ရက်နေ့မှာဘာဖြစ်ခဲ့သေးလဲဆိုတော့အဲ့ဒီဇော်ယူထွန်း နော်မိတ္တာမိတ္တာပြည်သူစစ်ပေါ့နော်အဲဒီလုံချိုးကိတ်မှာတာဝန်ထမ်းဆောင်တဲ့မလိုင်မိတ္တာလမ်းပိုင်းမှာအဝင်တိုးကိတ်မှာတာဝန်ထမ်းဆောင်တဲ့ဇော်ယုထွန်းရှိတဲ့နေရာကိုအာတက်ကဘုံမှုတယောက်ကဘုံမှုတယောက်ပေါ့နော်မလိုင်မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်လို့ပြောတယ်ဘုံမှုဝေဖြိုးဆိုတဲ့ပုဂ္ဂိုလ်ကတဲ့ဖြတ်ပြီးကားမောင်းတယ်မောင်းတဲ့အချိန်မှာဒီဇော်ယုထွန်းကနေပြီးတော့ပြောတယ်ပေါ့ကားမှန်ချဖို့ပြောတယ်ပေါ့ IP ဘိုင်းနဲ့ပါပါတယ်ကမန်ချောက်ကိုပြောတယ်ကမန်ချောက်ကိုပြောချင်မို့မှန်မချောက်ဘူးမှန်မချတဲ့အပြင်တကားဖွင့်ပြီးတော့ဆင်းလာတယ်ပေါ့ဗျာဆင်းလာပြီးတော့ပြီးတော့မှထားစကားများကြတဲ့ဗီဒီယိုဖိုင်အဲ့ဗီဒီယိုဖိုင်ထဲမှာတော်တော်လေးစကားများကြပုံရတယ်ကျွန်တော်ဒီတိုင်းနားလဲသလိုပြောပါမယ်နားလဲသလိုလိုလိုနားလဲအောင်ဖြစ်ပဲရှင်းရှင်းလေးပြောပါမယ်ဒီမလိုက်မိတ်လာလန်အဝင်မှာဒီပြည်သူစစ်ကောင်းဆောင်ဖို့ဇော်ယူထုံးဆိုတဲ့ပုဂ္ဂိုလ်ပေါ့နော်ဇော်ယူထုံးဆိုတဲ့ပုဂ္ဂိုလ်သူကစစ်စေးရေးလုပ်တယ်လာတဲ့ကမန်သမ ्या ကိုသူက အဲမိထီလာကအမိတ်ရပါတော့တန်နေမှုတော့အမိတ်ရဖြစ်မှာပေါ့အဲ့ဒီအမိတ်ရသူကတားကားတွေမှတမယောက်သူကမှန်ချမောင်းဖို့ပြောတယ်မှန်ချမောင်းပြောချင်မှာအဲ့ဒီအချိန်မှာခုနခုနဒီမလန်ရဲ့စီမံအုပ်ချုပ်စီလိုက်စီမံအုပ်ချုပ်ရေးအဖွဲ့ပဲဘုံမှုဝေဖြိုးဆိုတဲ့ပုဂ္ဂိုလ်ကဖြတ်လာတယ်ဖြတ်ပြီးတော့မောင်းဝင်လာတဲ့အချိန်မှာအိုက်ကောက်မှန်ချခိုင်းတယ်ဒါပေမဲ့ခက်ပြဿနာအဲ့ဘုံမှုဝေဖြိုးဆိုတဲ့ပုဂ္ဂိုလ်ကယူနီဖောင်းဝတ်မထားဘူးအရသာနဲ့အရသာနဲ့ခါမရပစ္စတိုထိုးထားတယ်အဲ့တော့အဲ့လိုကြီးဖြတ်လာတဲ့ခါကျတော့ဟိုကမှန်ချခိုင်းတယ်မချပေးဘူးမချပေးတဲ့အတွက်သူကမချပေးတဲ့အတွက်ငင်းကြခွင့်စကားများကြရင်ဘုံမှုဝေဖြိုးက ငါထုတ်ပဒနာထုတ်ပြစ်ပလိုက်မယ်ဘုံခွဲပြစ်လိုက်မယ်လက်ပြုံးပြစ်ပလိုက်မယ်ဘာစားရောဗျာဘုံမှုတယောက်ကမန်မာနာနေလေပြောတာပြောတော့ပြောတော့ဟိုဟာနဲ့မအပြန်လန်ပြောကြတာဗောဗျာအဲ့ဒီ video final မှာအပြန်လန်ပြောကြတာဗောပြောကြတော့ဟိုပြီးလဲပြီးတော့ now အဲ့အဲ့ဒီနောက်ပိုင်းမှာတော့ကျွန်တော်သိရတော့တော့အဲ့ဒီနောက်ပိုင်းမှာတော့ဒီနောက်24နာရီမပြည့်မိပါဘူးဗျာအဲ့ဒီဇော်ယူထုံးကတော့လောဆယ်ဖတ်ခံလိုက်ရတယ်ဇော်ယူထုံးကအဲ့ဒီမြို့နယ်ရဲ့ဟွာကိုသူသူ့ရဲ့မြို့နယ်ကသူအထက်ရရှိလို့ထင်တယ်သူလှမ်းပြောနေတဲ့ချိန်မှာလှမ်းပြောနေတာလေဒီပိုင်းချရတယ်အာသူတို့ကစီကန်းအတိုင်းဟို မှန်ချခိုင်းတာကိုဒီလိုမျိုးသူ့ကိုဘုံမူအဲဝေဖြူကပြောပါတယ်ပေါ့ဗျာစသဖြင့်ပြောနေအဲ့ဒါပြောကြရင်လည်းဗီဒီယိုဖိုင်းရက်သွားတယ်ပြီးသွားတယ်ပေါ့နော်ပြောတော့ဒီဗီဒီယိုဖိုင်းထဲမှာပြောနေတဲ့စကားသံအပြန်လန်ပြောနေတာနောက်ထောင်ချင်းအဖြစ်ကျွန်တော်တို့တကူကိုကျွန်တော်တို့တွေးမိတယ်အဲပြီးတော့ပြည်သူစစ်ခေါင်းဆောင်ဟိုပေါ့နော်ပြည်သူစစ်အဲ့ဒီပိုင်းတော်ဝင်ထားတဲ့ဒီနော်တာဝန်ထားတဲ့ဇော်ယူဇော်ယူထုံးဆိုတဲ့ပုဂ္ဂိုလ်ကတော့လောဆယ်ပန်းကန်လိုက်ရတယ်ဒီဖြစ်စဉ်မှာတော့ကျွန်တော်တို့ကအတန်းမူရဟန်ပန်နောက်ထောင်ချင်းအဖြစ်တက်ကဘူမူးတယောက်ရဲ့ ပြောတဲ့ပြောပုံဆိုပေါကတော့လူတွေကြမှာဝေဖန်စရာဖြစ်သွားတယ်။လူတွေကြမှာဝေဖန်နေဖြစ်သွားတယ်။အခုအဲ့ပြောပုံပြောပေါ့ရဆိုရင်တော့လူတွေကဝေဖန်သွားတယ်။ဟိုပြည်သူစစ်ကောင်းဆောင်ကမလာမန်လာခဏထားပေါ့နော်။လောစေဖန်ခန့်တဲ့လူကသူကသူ online ပေါ်မှာပြောတာတွေ online ပေါ်မှာသူ Facebook မှာတက်တက်ရေးတာတွေရောက်သူဖန်ခါတယ်ဆိုရင်တော့ဒီ video file ပေါ်မှာပြောနေတဲ့ဘုံမှုရဲ့ဘုံမှုဝေဖြိုးဆိုတဲ့ပုံကိုရဲ့ပြောနေတဲ့ပုံစံကြီးကကြာတော့လူတွေကြမှာတက်မတော်အပေါ်မှာအထင်မြင်ဆောင်းစရာတွေဖြစ်ကုန်တယ်။တက်မတော်ပေါ်မှာဟိုလူတွေရဲ့အမြင်တွေကိုလုံးဝတိကျသွားစေတယ်။ တော့ပုံမှုဝင်ဖြိုးကဘာကိုစိတ်ဆိုးပြီးတော့အဲ့တော့ဒေါ်လာထွက်ပြီးတော့ပြောနေလေတော့မသိဘူးမြဲသူပြောနေတဲ့ဟန်ပန်းကကြာတော့ပြဿနာရှိတယ်ပြဿနာရှိတယ်ပေါ့နော်ဆိုတော့အဲတမတော်သားတွေအရာရှိတွေနေလေဘာပဲပြောသတိထားဆင်ကျင်တာအကောင်းဆုံးပါဘာလို့လူမှုအတိုင်းဝိုင်းလူအတိုင်းဝိုင်းနဲ့ဆက်သွယ်တဲ့အခါလူတွေနဲ့ထိတွေ့စကားပြောတဲ့အခါမှာငါတို့ကစစ်သားပဲဆိုတော့စိတ်သက်ရှိရတော့ကောင်းပါလေဒါပေမဲ့ငါတို့ကစစ်သားပဲဆိုတော့ရှိပြီမြဲစစ်သားဖြစ်ရင်မောက်မာရမှာလားဆိုတော့မေးကွန်းစစ်သားဖြစ်ရင်အဲ့လိုဒေါ်ကြီးမောကြီးနဲ့တစ်ဖက်လူမှာနင်းကန်ပြီးတော့ဖိနေဟောက်အောင်မှာလားဆိုတော့မေးကွန်းအဲ့မေးကွန်းကတော့ဒီ တက်မတော်မှရှိတဲ့အရာရှိတွေအနေနဲ့တော်တော်စဉ်းစားဆင်ခြင်ရဖို့လိုတယ်သတိထားဖို့လိုတယ်ကျွန်တော်ကျွန်တော်အထွေထွေတို့ပြပြပါမယ်ကျွန်တော်မပြောဘဲနေတာတလရှိပြီလို့ပြောပြစီတလကြော်ပြီးတော့ပြောရမှာတော့ဖြစ်မှာတလရှိကြော်ပြီးမန္တလေးမှာကျွန်တော်သွားတော့နော်မန္တလေးမှာသွားတော့ဘုရားတဆုမှာပေါ့နော်ဘယ်ဘုရားလို့ပြောတော့ပါနော်အားလုံးဟိုတိပြတယ်ထားပါထားပါတော့မာမျက်မှုကြီးဖျားပါဗျာဒီလိုပြောပါစီနော်မန္တလေးမှာမာမျက်မှုဖျားကျွန်တော်ဝင်တယ်ဝင်ပြီးတော့ကျွန်တော်ကလိုက်လိုက်ပြီးလေ့လာတော့ကျွန်တော်ရိုက်ကူးရတဲ့လေ့လာတာသွားတယ်ရိုက်ကူးတဲ့ဟာတွေကလိုအပ်ရင်မရိုက်ဘူးလိုအပ်ရင်ရိုက်တယ် ခွန်ပြူရိုက်ခွန်ပြူမရိုက်ဒါမျိုးလုပ်တယ်အဲ့တော့ကျွန်တော်သွားတဲ့အချိန်မှာအထက်ဝင်သွားတဲ့အချိန်မှာကျွန်တော်လိုက်ဖို့တဲ့လူတွေကလည်းတေချာလိုက်ဖို့ပါတယ်တေချာလေးစကားပြောရေးကြီးကြီးဖို့ရွေးပြောတယ်အဲ့ထက်ကဦးလေးတယောက်ကပေါ့နော်သူ့ကိုသူခေါ်ပကအဖွဲ့ပြောတာပဲဦးလေးတယောက်ကကျွန်တော်အဲ့ဒါနဲ့ဖရဲဘက်ကိုလှည့်ပြီးတော့ဟိုဟိုပူးဖို့ပါညလုံးတဲ့အချိန်မှာဟိုကျွန်တော်ရှယ်တယောက်ကလည်းဗီဒီယိုလေးဖုန်းလေးနဲ့ပြလို့ရိုက်တာပေါ့ကျွန်တော်ကမတန်လေးပြနေတဲ့သူရိုက်တဲ့သဘောပါပဲသူကဘာရဲဘူးသတင်းမတန်ဆိုတဲ့ဗီဒီယိုဖုန်းလေးနဲ့မတန်လေးရိုက်တဲ့သဘောမျိုးပဲအဲ့အချိန်မှာအဲ့ခေါ်ပကအဖွဲ့ဆိုတဲ့ပုံကိုဖူးရအတင်း ဟောက်တာဟောက်တော့တာပိတ်ဟောက်တာအမင်းကဘယ်ကကောင်းလဲပါလားအစသဖြင့်မျိုးစုံဟောက်တာဟောက်ပြီးတော့ဘယ်ကောင်းရိုက်တယ်ခွင့်ပြီးပါတယ်မင်းတို့ဘယ်ဘယ်အစသဖြင့်ကိုဗျာအားပါဟောက်တာရစရာမရှိအောင်ဟောက်တာဟောက်တော့ကျွန်တော်ကဖះအချက်ကိုတော့သူ့ပဲလှည့်ကြည့်ရမလို့အဲ့ဒါဖះကိုရှခိုးမလို့လုံရင်လည်းသူ့ကိုလှည့်ကြည့်ပြီးတော့အေးစီရောပြီးတော့ဟိုအေးစီပြောလို့ရပါတယ်ဦးလေးအေးစီရပြောလို့ရပါတယ်ဦးလေးလို့ဟောအေးစီပြောလို့ရပါဆရာရဲ့လို့ခဏအေးစီပြောပါရပါတယ်လို့ကျွန်တော်လေးအေးစီပြောနားထောင်ပါတယ်လို့ဆိုတော့ပြောချင်တာဒေါ်ချင်မောချင်းနဲ့အတကုန်ပြောတယ်အဲ့တော့ပြီးတော့မှမေးကြည့်တယ်ပြောဆိုတက်ကသူအငိမ့်သားပုံမှုကြီးတဲ့ဆိုတော့ကျွန်တော်စဉ်းစားတာပေါ့နော် ဒီဂောဘကအဖွဲ့ဝင်ဖြစ်သွားပြီတက်လက်ကြည့်ရင်တက်ကလည်းငိမ့်သားကြည့်ထားပြီဒါပေမဲ့ဘာဖြစ်လို့သူ့ရဲ့ဂောဘကအဖွဲ့ဝင်တောင်လည်းဖြစ်တယ်ဟိုလာနားတဲ့လူတွေကလည်းရဟန်းကားကားတွေမို့ဟော့ရဟန်းတွေမို့သူ့ဘာမှတိကျတယ်ဘာဖြစ်တယ်မို့ဒါပေမဲ့အဲ့ဒါကိုသူဒေါ်ကြီးမိုးကြီးနဲ့တုံ့ပြန်ပြီးဒေါ်ကြီးမိုးကြီးနဲ့အားရပါပြောတာလူငယ်လေးတွေဒီဘက်ကလာလူငယ်လေးတွေပေါ့သူဒေါ်ကြီးမိုးကြီးပြောတယ်ဒီဘက်ကဘာမှလှုပ်ထားလဲဆိုလဲဘာမှမလဲရှင်းရင်းလှုပ်ထားတာမရှိဘူးဆိုဒါပေမဲ့အဲ့ဒါကိုသူကဘာလို့မကျဉ်တ်သွားတာလဲမသိဘူးသူ့တော့သူ့မှာတခါတော့ဝူးတွေရှူးရှင်းထားပြီးတော့အော်အော်လာငေါ့လာဟဲ့လာလို့လူကြားထဲမှာနောက်ဆုံးတော့အချက်ကွဲတာသူ့ကွဲသွားတာ ကျွန်တော်က AC ကိုတုံ့ပြန်လိုက်တယ်။ AC ပြောရင်ရပါတယ်ဆရာရဲ့လို့ကျွန်တော်တို့လည်းရပါတယ်။ AC နားထောင်လို့ရသိတာပဲ။ပြီးတော့ဒီသူကဗီဒီယိုရိုက်တာပါ냐ဆိုဘူးဒီဗီဒီယိုဖိုင်တွေက तू မပေးလေဒီမှာမရိုက်လေ NASA ကတရားဝင်သတင်းထုတ်ပြန်တာတွေမာမြတ်မှုဘုရားဗီဒီယိုဖိုင်ကြီးကျွန်တော်တို့စီမှာအပြည့်ပြောချင်တာတခါတခါကြာကြရင်ဟိုသူ့ရဲ့ဘာလဲဆိုတော့လာတဲ့အတိုက်ကလာတဲ့မှန်ပေါ့နော်အတိုက်ကလာတဲ့မှန်ပေါ့အဲ့ဒီမှန်ကအကြသားကြီးကြားထဲမှာပြဿနာရှိတယ်ဒါကြောင့်တမရော်သားတွေကတမရော်သားတွေကကျွန်တော်တို့လေးစားရတဲ့ပုံစံတွေဖြစ်ရမယ်ကျွန်တော်တို့တမိုးထားတဲ့ပုံစံတွေဖြစ်ရမယ်တမရော်သားက တက်မလို့ဒါတိုင်းဒါတိုင်းဟာတက်မလို့ဒါတယောက်ချင်းစီတာမန်စစ်သားလေးရဲ့နောက်ဆုံးဘိုးကြီးဝှရှိတီဟာကျွန်တော်တို့ပြည်သူလူထုကလေးစားတမိုးထားရတဲ့လူတွေဖြစ်ဖို့လိုအပ်တယ်။အဲ့ဒါလိုဖြစ်ဖို့အတွက်ကိုတို့ကိုယ်တိုင်းကလည်းအပြုတ်မှုအမနေတိုင်းအပြောဆိုတွေဆင်ခြင်ဖို့လိုတယ်။မဟုတ်ရင်ဘာဖြစ်လဲဆိုတော့လူတွေကြားထဲမှာစစ်သားဆိုတဲ့ကောင်တွေကမောက်မာတယ်မယိုင်းတယ်ဆိုတဲ့ပုံစံဖြစ်သွားရင်ဒီဘသူထိရလို့ဆိုတော့တက်မလို့တခုလုံးထိခဲ့တယ်။ဒါကြောင့်တက်မလို့ရဲ့ဂုံတိခါကိုကြာစင်းအောင်လုပ်တာဒီတက်မလို့သားတွေပဲဖြစ်သွားတာဖြစ်သွားတတ်တယ်။ဒါသတိထားဖို့လိုတယ်။ကျွန်တော်အမြဲပြောတယ် ျွန်တော် journalist တွေကိုတိခေါက်ကြားဆင်းအောင်လုပ်တာဒီ journalist တွေကိုယ်တိုင်ပဲအခြားသူမဟုတ်ဘူးတပ်မတော်သားတွေကိုတိခေါက်ကြားဆင်းအောင်လုပ်တာဒီလေတပ်မတော်သားတွေတရားတချို့သောစူးသွမ်းတဲ့တပ်မတော်သားတွေကလည်းဖြစ်တတ်တယ်အဲ့ဒါမမေ့ဘူးလို့လေဒါကြောင့်တပ်မတော်သားအရာရှိတွေစစ်စစ်တီတွေနဲ့ငါစစ်ဖို့ကငါဘုံမှုကငါဘာလုပ်လိုက်မထိုးပလိုက်မထိုးကြိတ်ပလိုက်မစော်ပလိုက်လောပလိုက်မဆိုတော့မျိုးကကိုယ်စစ်သားကိုကိုလုပ်လို့ရရင်အရသားရကြတဲ့သွားရင်တော့လုပ်လို့မရဘူးဗျလုပ်လို့မရအဲ့ဒါအရာမသိတော့ဘူးနောက်တစ်ခုကဗီဒီယိုရိုက်နေတာတခုဖြစ်နေတာဆိုရင်ဘာဖြစ်ပေါင်းခြင်းကိုကြည့်ပေါ့အချိန်ချင်းကလေ့လာပြီးတော့မှ သူပြောတဲ့နဲ့စကားလုံးပဲပြောပြီးတော့ပပနဲ့နဲ့ရှောင်ထွက်သွားရင်တက်မလို့သားဘောပုံမလေးစားဘူးလားလူကြီးအဲ့တော့လေးစားခံထိုက်ပွဲပုံကူများဖြစ်အောင်နေတတ်ကြဘူးကျွန်တော်တိုင်တော့ကျင်တယ်တက်မလို့ဟာတက်မလို့ဟာလူတွေလေးစားထံခိုက်ခံထိုက်တဲ့တက်မလို့ဖြစ်ဖို့အတွက်ကနံပါတ်1ကတက်မလို့သားတွေကိုယ်စိတ်နှုတ်နှလုံးကိုယ်စိတ်နှုတ်နှလုံးအမှုရာတွေကအများကြီးပြောင်းလဲယူရမယ်တခုတော့ရှိရစစ်စင်ရင်နေပြီဆိုရင်တော့ကျွန်တော်ကြိုက်တာလို့ပြောလို့ပါစစ်စင်ရင်နေပြီကတော့မရအောင်ဆက်သားတော့စစ်စင်လို့ပဲအော်တောင်းနေမောင်းနေလို့မှာပေါ့ဒါပေမဲ့စစ်စင်ရင်နေပြီမဟုတ်တဲ့အရသားတွေနဲ့ထိတွေ့ရတဲ့နေရာမျိုးတွေကြိုက် တက်မတော်သားတွေရဲ့ပြုမှုပြောဆိုပုံကအရင်ရေးကြည့်ပါတယ်ဒါတွေကိုလည်းတက်မတော်တွေမှာရှိတဲ့သင်တန်းကျောင်းတွေမှာ training ကောင်းကောင်းပေးကြဖို့လိုလိမ့်မယ်ထင်တယ်ဒါမှမဟုတ်လည်းကျွန်တော်ထင်ပါတယ်တက်မတော်က training ပေးထားပါလိမ့်မယ်ဒါပေမဲ့တချို့သောတက်မတော်တွေရဲ့အရာရှိချို့တွေကတော့နည်းနည်းလေးရှိတတ်ပါတယ်ရှိတတ်ပါတယ်ဆိုတော့ဒါကကျွန်တော်ရှိလို့လည်းတက်မတော်တစ်ခုလုံးနဲ့မဆိုင်ပါဘူးဆိုင်တယောက်တလေပေါ်ပေါက်လာတယ်တစ်ခုတယောက်နဲ့ပေါ်ပေါက်လာတယ်ဒါတွေကဒါတွေဖြစ်တတ်တဲ့သဘောပါပဲခင်ဗျားလည်း energy ထဲမှာလည်းလူမိုက်လူရဲငါတွေတစ်ခုကြဖို့တွေပေါ်တာပဲစစ်တပ်မှာလည်းရှင်မဲ့လူမိုက်လူမိုက်လူမိုက်ဆန်ဆန်ပါညာနေတဲ့စစ်သားတွေလည်းရှိမှာပဲဘာဘာမှဒါဘာမှမဖြစ်စရာအကြောင်းမရှိဘူး သဘောကပြောပြတာပေါ့နော်ဆိုတော့ဒါပေမဲ့ဘလိုပဲဖြစ်ဖြစ်ဒီလိုမျိုးကိစ္စပေါ်ပေါက်လာပြီဆိုတော့တက်မတော်အနေနဲ့ဆင်ခြင်တင်တာတွေပို့ပြီးဆင်ခြင်မှုတင်တယ်တက်မတော်ထိပ်ပိုင်းအရာရှိကြီးပိုက်တွေအနေနဲ့ကို့လူတွေရဲ့အခြေအနေကိုကိုပြန်ပြီးတော့လေ့လာကြည့်ဖို့သူတင်တယ်ပေါ့နော်ဆိုတော့အများပြည်သူတွေထိထိဆက်ဆက်တဲ့ခါမင်းတို့ရဲ့အသံတွေပြောဆိုမှုရတယ်မင်းတို့သတိထားဘသူတွေဖုန်းဗီဒီယိုရိုက်နေလဲဗာလဲညာလဲစသဖြင့်ပေါ့စက်သားဆိုတော့ဗျာစိတ်ဒုတတ်တယ်စိတ်ဆိုးတတ်တယ်ဒုံတိုင်းဘုံတိုင်းလုတ်တတ်တယ်ဒါပေမဲ့လုတ်တာတော့မှန်ပါတယ်ဒါပေမဲ့နေရာတိုင်းမှာအဲ့ဒီတိုင်းလုတ်လို့မရဘူးလေဗျာနေရာတိုင်းလုတ်လို့မရအဲ့ဒါလေးတော့သတိကြီးကြီးထားကြဖို့လိုတယ်နောက်မှလည်းအခုတစ်ဖက်အဖွဲ့စည်းက ဒါကြီးကိုတဲပြီးတော့မင်းစစ်သားတွေကြည့်ပါလားစစ်သားတွေကိုတွေကြည့်ပါလားမင်းစစ်သားတွေကြည့်ပါအောင်ဆိုတဲ့စကလုံးဟာတယောက်ချစ်တာကိုဒီပုတ်တဲ့ငခုံးမောက်တလေလုံးတလေလုံးလက်ညှိုးထိုးပါလိမ့်မယ်ပုတ်တဲ့ငခုံးမောက်တကောင်မပြောဘဲတလေလုံးသူလက်ညှိုးလှေတစ်ခုလုံးတစည်းလုံးလက်ညှိုးထိုးပါလိမ့်မယ်တစ်ဖက်ဖွဲ့စီရအဲ့တော့လှေတစည်းလုံးလက်ညှိုးမထိုးခံအောင်လို့ပုတ်တဲ့ငခုံးမောက်တွေကိုတတ်နိုင်သမျှမပုတ်အောင်ထိမ့်မှုတက်ဆိုင်ရလှေပိုင်းရှင်မှာတာဝန်ရှိပါတယ်နော်ဒါလေးကကျွန်တော်တို့တပ်မတော်သားတွေနဲ့ပတ်သက်လို့ပြောတာအဲ့တော့ဒီဘုံမှုဝေဖြူရဲ့ဒီပြောဆိုပုံကြီးကတော့နည်းလေးကျန်းတယ်ကျွန်တော်အမြင်ပြောရင်နည်းနည်းကျန်းတယ် ကျန်းတယ်ပေါ့ तू ဘာလို့ဒေါသထွက်ပြီးဒီလောက်ပြောနေလို့ကျွန်တော်မသိဘူး तू ပြောတာတော့ကျန်းတယ်တစ်ဖက်ဖွဲ့စည်းတစ်ဖက်ကလူကလူကတုံ့ပြန်နေတဲ့ပုံစံကတော့ပျော့ပြောင်းလာတော့တွေ့ရတယ်အရင်ဒေါသမန်တယ် तू မလုပ်ရဘူးဘာလို့တက်ကဘုံမှုစင်ကိုကဒီပြည်သူစစ်ခေါင်းဆောင်အဆင့်ပဲဖြစ်တယ်ဆိုတော့ဒါကတော်တော်ဖြစ်တယ်ပြီးတော့အဲ့အဲ့ဒီဖြစ်ရကိုကြည့်ပြီးတော့ပြည်ပင်းအုပ်စုတွေကဒီနေရာကနေပြီးတော့ပြည်သူစစ်နဲ့တက်မတော်သားတွေကမှထိုးခွဲဖို့အစရရသွားတယ်ဒါတွေကတက်မတော်သားဘက်ကဆီအကြတော့နော် ဒီထဲမှာတခုနော်ကြော်ငင်းပြောရတယ်မှာစစ်စင်ရင်နဲ့မြေဆိုတဲ့အရာတော့အဲ့လိုအဲ့လိုနေရာကြရင်တော့ဒီလိုလိုမန်နီပါရေးရှိဖို့ကောင်းတယ်ပေါ့ဗျာပြောတော့ပါဗျာနော်ပြောတော့ပါအလားအလားဆိုအကောင်လုံးသိပါပြီစစ်စင်ရင်နဲ့မြေကြားလို့ကျန်ပါတယ် နော်အဲ့ကြတော့တိုင်းပြောလို့ပါနော်ကောင်းပါတယ်နော်ကောင်းပါတယ်ပဲပြောပါနော်